တကြီးသွားခြင်းကရင်းနှီးမြုပ်နှံမှုတစ်ခုဖြစ်တယ်ဆိုတဲ့အဆိုမိန်တစ်ခုရှိတယ်ဗျအဲ့ဒီအဆိုမိန်တိုင်းပဲကျွန်တော်ဒီတစ်ခါတော့သီရိလင်္ကာနိုင်ငံကိုကျွန်တော်ရင်းနှီးမြုပ်နှံလိုက်တယ်ခင်ဗျသီရိလင်္ကာနိုင်ငံမှာကျွန်တော်၉ရက်လောက်နေပြီးတော့ခရီးသွားကြည့်လိုက်တဲ့အချိန်မှာကျွန်တော်ရဲ့ရင်းနှီးမြုပ်နှံမှုကထိုက်တန်ခဲ့တယ်ခင်ဗျအဲ့ဒီအပြင်သီရိလင်္ကာနိုင်ငံကကျွန်တော်မြန်မာနိုင်ငံနဲ့ တူနေတဲ့အပိုင်းတွေတော်တော်များများကိုတွေ့ရတယ်ခင်ဗျဘလို့အကြောင်းအရာတွေကတူညီနေတယ်လဲဆိုတာကို ကျွန်တော်ဗီဒီယိုကိုအဆုံးထိကြည့်လိုက်ရင်တော့မိတ်ဆွေသဘောပေါက်သွားလိမ့်မယ်ခင်ဗျတီရလင်ကနိုင်ငံကအိန္ဒိယသမုဒ္ဒရာထဲမှာတည်ရှိတဲ့ကျွန်းနိုင်ငံလေးတစ်ခုပဲဖြစ်ပါတယ်ခင်ဗျသူနဲ့ပတ်သက်တဲ့အကြောင်းအရာအချက်အလက်ချို့ကိုရှေ့ဗီဒီယိုတွေမှာ ကျွန်တော်ပြောခဲ့ပြီးသားပါခင်ဗျအခုကျွန်တော်တို့ဒီနေ့ကတော့ အာဘောရင်ညောင်မင်းရှိတယ်ယူနက်စကိုကအသိအမှတ်ပြုထားတဲ့ဖျားသုံးစုရှိတဲ့အနူရာဒါပူရာကိုကျွန်တော်တို့သွားမှာဖြစ်ပါတယ်ခင်ဗျပြီးတော့ကျွန်တော်ခုမြေပုံမှာပြထားတဲ့အတိုင်းကျွန်တော်တို့နှောက်ရက်ဒီမှာလဲဆက်သွားမှာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်နဲ့အတူတူတီလင်းသင်္ကာနိုင်ငံကိုခရီးအတူတူထွက်လိုက်ကြရအောင်ဗျာ ဟိုတယ်မှာမနက်စာစပြီးတဲ့ချိန်ကျွန်တော်တို့ငှားထားတဲ့ကားနဲ့၈နာရီလောက် ကျွန်တော်တို့ကိုလံဘိုမြို့ကနေစထွက်မှာပဲဖြစ်ပါတယ်ခင်ဗျအခုမြင်နေရတာကတော့ကိုလံဘိုမြို့ရင်းကနေ highway လမ်းရှိတဲ့နေရာကိုသွားနေခြင်းဖြစ်ပါတယ်ခင်ဗျာ ခုကျွန်တော်တို့အမြန်လန်းကိုစရောက်ပါပြီဒီအမြန်လန်းကကိုလံဘိုမြို့ကနေပြီးတော့မြောက်ဘက်ပိုင်းကိုသွားတဲ့မြို့အများစုကိုဒီအမြန်လန်းကိုပဲတုံးပြီးတော့သွားကြတာခင်ဗျအဲပြီးတော့သူတို့နိုင်ငံရဲ့ဒုတိယမြို့တော်ဖြစ်တဲ့ကန်ဒီကိုလည်းဒီမြို့ဒီလန်းကနေပဲသွားတာဖြစ်ပါတယ်ခင်ဗျ ကျွန်တော်တို့နိုင်ငံမှာလူကြိုက်များခဲ့တဲ့ဒီ super roof ကားလေးကသူတို့နိုင်ငံမှာလည်းလူကြိုက်များတယ်လို့ကျွန်တော်တို့ကားဆရာတော့ရှင်းပြရခင်ဗျာဂျာနယ်ကြီးရောက်နေတဲ့ဆိုင်လေးတစ်ဆိုင်ကိုတွေ့တော့ကျွန်တော်မေးကြည့်လိုက်တော့ဂျာနယ်တစ်ဆောင်ကိုကျွန်တော်မြန်မာငွေ1500နဲ့2000ကျားလောက်တော့ရှိတယ်ခင်ဗျာအဲပြီးတော့အခုမြင်နေရတဲ့ဒီ super cat ဆိုင်ကလေးကလည်းသူ့ဆိုင်ကလေးဖြစ် ဲအခုအဲဆိုင်ရဲ့ရှေ့မှာကျတော့ TV တွေကိုဟိုအဟောင်းတွေဝယ်ပြီးပြင်နေပေါ့ဗျာပြင်ပြီးသားတွေကိုပြန်ရောင်းနေဆိုပြီးတော့အဲ့ဒါတွေစာလေးကတ်ထားတာဗျာအဲ့ရွာလေးကတော့ကျွန်တော်တို့သွားတဲ့လမ်းဘေးမှာရှိတဲ့ရွာလေးပေါ့နော်မှတ်တမ်းကြည့်ရင်တော့ကျွန်တော်အိန္ဒိယကိုရောက်နေတယ်လို့တော့ထင်ရတယ်ဗျအဲဒါအိဆိုင်ပိုင်ရှင်ရဲ့အဲကောင်လေးရဲ့အဖိုးပေါ့နော်အပြီးတော့နောက်ကအဲ့လမ်းဘေးမှာသွားတဲ့လမ်းဘေးဒီမှာတို့ဒီကြောက်တောင်ကြီးတွေဗျအဲ့ကြောက်တောင်ကြီးတွေပဲ ဲ့လိုကြောက်တော်ပြီးအများကြီးရှိတယ်။အဲဒါတော့အခုကျွန်တော်တို့ဟို AR တိုင်းပတ်တွေကိုခီးသွားလို့ရှိရင်တွေ့တယ်ဗျာ။လမ်းဘေးမှာဟိုလဲဆိုင်နေတဲ့နေရာလေးပေါ့နော်။အဲ့မြင်ကွင်းနဲ့တကယ်ဟိုတပုံစံနဲ့ပဲခင်ဗျာ။ ားတရားနန်းတွေကတော့နိုင်ငံအနှံ့ကိုတော်တော်များများကောင်းကောင်းခင်းထားတာကိုတွေ့ရတယ်ခင်ဗျာ ့မြန်မာနိုင်ငံအတိုင်းပဲဗျအဲမြို့အများစုကအဝေးပြေးလမ်းတွေရဲ့ဘေးမှာပို့ပြီးတော့စီလာတာကိုတွေ့ရတယ်ခင်ဗျအဲအခုဆိုရင်လည်းအဝေးပြေးလမ်းရဲ့ဘေးမှာပဲသူတို့ဈေးဆောက်ပြီးတော့အဲ့လမ်းဘေးမှာပဲစီစီကားကားရောင်းဝယ်နေတာကိုတွေ့ရတယ်ဗျ ျွန်တော်တို့နေ့လယ်စာကိုတော့ဒီအိန္ဒိယဆိုင်တစ်ခုမှာကျွန်တော်တို့ဝင်စားมาပဲဖြစ်ပါတယ်ခင်ဗျ။ ကျွန်တော်ကဒံပေါက်ကြိုက်တဲ့လူဆိုတော့ကျွန်တော်ဒံပေါက်တပွဲမှာစားလိုက်တယ်ဗျဒံပေါက်တပွဲကသူတို့ငွေနဲ့တထောင်ကျော်လောက်ကြတယ်ဆိုတော့ကျွန်တော်တို့မြန်မာငွေနဲ့တွက်ကြည့်ရင်အဲ2000ခွဲအဲ့လောက်နေပါလောက်ကြတယ်ခင်ဗျအဲ့ဒါအတန်ဂျင်နက် 안 봐. 아들. 비는 ခုဆိုရင်တော့ UNESCO ဝင်တဲ့ကျွန်တော်အနူရာဒါပူရာကိုရောက်ပါပြီဗျ။အခုမြင်နေရတဲ့ဘုရားကြီးကအမတ်တမတ်ချင်းကျွန်တော်တို့စီကသခိုင်းကောင်းမှုတော်ကြီးနာကိုရောက်နေတယ်လို့တောင်ထင်ရပါတယ်ခင်ဗျ။ဘောရီညောင်မင်းရှိတဲ့နေရာကိုအရင်ဆုံးသွားပါမယ်ခင်ဗျဘောရီညောင်မင်းရဲ့နာမည်ကကျွန်တော်တို့မြန်မာလိုပြောရင်တော့ ယာဇတိရိမဟာဘောဓိပေါ့ဗျာအဲဒါပေမဲ့သူတို့စီမှာကျတော့ပေါင်းတဲ့နာမည်ကတော့ကျွန်တော်တို့ကမတူဘူးပေါ့နော်ချုပ်လာအဲတိရိနိုင်ငံမှာလည်းသူတို့ဘာသာရေးအဆောက်အဦတွေကိုတွားတဲ့နေရာတိုင်းမှာ security gate တွေကိုကျွန်တော်တို့ဖျက်ရတယ်ဗျာ အခုကကျွန်တော်တို့ဘောဒီညောင်မင်ရှိတဲ့နေရာကို ဝင်လာခြင်းဖြစ်ပါတယ်ခင်ဗျအဲအဲ့ဒီမှာကျွန်တော်တို့နိုင်ငံနဲ့နည်းနည်းသွားတူတာကသူတို့စီမှာလည်းညောင်ဆဲပင်အဲပရိစိတ်တဲ့လူအများစုကို တွေ့တယ်ဗျအဲကျွန်တော်ဒီလေးထားကဘယ်ရလာမှမသိပေမဲ့လည်းကျွန်တော်တို့ဒီထေရဝါဒဗုဒ္ဓနိုင်ငံနေမှာတော့အဲဒီလေးထားကိုလောက်ကြတာတွေ့တယ်ဗျ ခုမြင်နေရတဲ့လူတွေကဒီဘောရီညောင်မင်းကနှစ်နာရီမှပြန်ဖွင့်မှာဖြစ်တဲ့အတွက်ကြောင့်အဲဘောရီညောင်မင်းဖွင့်တဲ့အချိန်ကိုစောင့်နေတဲ့လူတွေဖြစ်ပါတယ်ခင်ဗျာအမေ ဒါခုမြင်တွေ့နေရတာကတော့ဗောဓိညောင်ပင်ပဲဖြစ်ပါတယ်ခင်ဗျာပေါ်တက်တာကသူက ဘောရီညောင်မင်းမှာမြန်မာပြည်ကဦးစင်းတစ်ပါးနဲ့တွေ့တဲ့အတွက်ကြောင့်သူကဒီဘောရီညောင်မင်းရဲ့အဲတမိုင်းကြောင်အချင်းလေးကိုကျွန်တော်ကိုရှင်းပြပါရခင်ဗျ။ဒါဘောရီပဲဆက်။အဲဒါကဘာလဲဘောရီပဲ။ကိုလိုဘောရီပဲဆက်တယ်။ဒါမှဒါအိန္ဒိယမှာမြန်စောပြည်ပုံပြတဲ့ဘောရီပဲ။တရားဘက်ကဂိုင်းဟူသတ္တိတမတော်ကမြန်မာဒီသူလိုချင်တဲ့နေရာနေပြီးတော့ဒါခုနကအရေးလေးအရေးလေးချစ်ပြီးတော့ဒါပြလိုက်တာအဲဒီစားသူပါသူအလိုလျောက်ဓာတ်နဲ့လည်းဖြတ်ကြမလို့သွားနေလည်းတိုက်ကြမလို့ပဲ။ လိုလျောက်ဒီဖြင်းဦးတယ်ဟောဗောနော်ဒီရှိဦးတယ်ဟောဒီခိုင်းရတက်ရပဲခိုင်းရပြက်ပြီးတော့ကြာကြာအင်းအဲကြောင့်လာတာဖူးအဲ့ဒီအဲ့ဒီကိုင်းကိုယူပြီးဒီမှာဆိုက်ထားတာဗောအဲ့ဒီမှာပင့်လာတာဗောဟောဒီဒီပင့်လာတာဗောနော်ဒီမှာဒီမှာကျေးဇူးပါဒီရှိနော်ဒီမှာဒီမှာ

ခုမြင်တွေ့နေရတာကသီလင်္ကာနိုင်ငံရဲ့သီလရှင်ပေါ့ဗျာအဲကျွန်တော်တို့စီကသီလရှင်နဲ့တော့ဒီဝိတ္တာစားတော့မတူဘူးပေါ့နော်အဲအဲ့လိုပဲထိုင်းပါရှိတဲ့သီလရှင်ကလည်းမတူကြဘူးဗျသူတို့စီမှာဖျားမီးပူဇော်တာကိုဖျားเจ้าဝင်းရဲ့အပြင်ဘက်မှာအခုလိုမျိုးမှန်လုံးအိမ်လေးတွေစောက်ပြီးတော့ပူဇော်တာကိုတွေ့ရတယ်ခင်ဗျ ဆင်မီးပူဆိုတာမှာဖျောင်းလိုက်အစားအခုလိုမျိုးပေါ့ဗျာဒီဆင်မီးခွက်ကလေးနဲ့ပူဆိုတာကိုတော်တော်များများတွေ့ရတယ်ခင်ဗျာ အခုကယူနက်စကိုဝင်တဲ့ဇေဒီ၃စုကိုတွားနေခြင်းဖြစ်ပါတယ်ခင်ဗျအပထမဆုံးဇေဒီကတော့သူပရာမစတူပပေါ့အဗမာလိုပြောရင်တော့သူပရာပဇေဒီပေါ့ဗျာအဲအဲ့ဒီကိုတွားတာပေါ့ဝင်ကြီးအနေနဲ့လူကြီးတယောက်ကိုဒေါ်လာ30ကျပြီးတော့ကလေးတယောက်ကို15ဒေါ်လာပေးရပါတယ်ခင်ဗျအဲ့ဒါဆောက် ကျွန်တော်တို့အမှတ်တမှတ်ကြည့်မယ်ဆိုရင်သခိုင်းကောင်းမှုတော်ဖရာကြီး ਨੇ တော်တော်တူရာကို တွေ့ရမှာခင်ဗျာဘာကြောင့်တူရဲဆိုတော့တမိုင်းအချင်းကိုတော့ကျွန်တော်လဲတည်တည်ကြကြတော့မသိတဲ့အတွက်ကြောင့်မပြောတော့ပါဘူးခင်ဗျာ ောင်းဇေဒီတစ်ခုဖြစ်တဲ့သူပရမဇေဒီကိုသွားနေခြင်းဖြစ်ပါတယ်ခင်ဗျာ။ ဂေါရမမြတ်စွာဘုရားရဲ့အရိုးတော်ကိုဌာပနာထည့်ပြီးတော့တည်ထားတယ်လို့တော့အဲသူတို့ရှင်းပြတယ်ခင်ဗျ ျွန်တော်တို့မြန်မာနိုင်ငံကဖះဆောင်တန်းတွေမှာရောင်းတယ်လို့မျိုးသူတို့နိုင်ငံမှာလည်းအခုလိုမျိုးတွေရောင်းတာကိုတွေ့ခဲ့ရတယ်ခင်ဗျ။ တို့စီမာကအခုလိုမျိုးမဝိုင်းလိုက်တွေကိုဒီတိုင်းလွတ်ထားတာကိုတော်တော်များတွေ့ရတယ်ဗျမထူးသဖြင့်တော့မြောက်တွေတွေ့ရတယ်ပြီးတော့ဒေါင်းတွေတွေ့တယ်ပြီးတော့တချို့နေရာတွေမှာဆိုဆင်းတွေပါတွေ့ရတဲ့အတွက်ကြောင့်ရွာသားတွေမှာတော်တော်အခက်အခဲဖြစ်တာကိုကျွန်တော်တို့ကြားခဲ့ရတယ်ခင်ဗျ မြင်တွေ့နေရတဲ့ဇေဒီကတော့အုတ်ခဲပေါင်း63သန်းနဲ့တိစောက်ထားတဲ့ဂျာတာပဏဆိုတဲ့ယူနက်စကိုအမွေနဲ့ဇေဒီတစ်ခုပဲဖြစ်ပါတယ်ခင်ဗျအဲဒါကတော့ကျွန်တော်တို့ဒီညတဲမဲ့တဲခိုခန်းပဲဖြစ်ပါတယ်ခင်ဗျအဲတဲခိုခန်းရဲ့အပြည့်အစင်ကအမတ်တမတ်ကြည့်ဗျာကျွန်တော်တို့မင်္ဂလာဦးညကိုပြန်ရောက်သွားတယ်ဟိုးတော်ကပုံစံလေးကိုကျွန်တော်ပြန်မြင်ရတယ်ခင်ဗျ တီရီလင်္ကာနိုင်ငံရဲ့ဒေးသရီလက်ပတ်ချင်းကတော့ဒီလောက်ပါပဲခမရမနပန်ဒေး4မှာအခုမြင်တွေ့နေရတဲ့စီဂီရီးယားဆိုတဲ့လုံးဝကဘာကျော်နန်းတော်ကြီးရှိတဲ့ကြောက်တောင်ပေါ်ကိုကျွန်တော်သွားမှာဖြစ်ပါတယ်ခမရအဲ့ဒီကပြီးသွားရင်ကျွန်တော်တို့မြန်မာနိုင်ငံနဲ့လုံးဝဆက်ဆက်နေတဲ့ကန်ဒီဆိုတဲ့မြို့ကိုသွားမှာဖြစ်ပါတယ်ခမရအဲ့ဒါကြောင့်ဒေး4ကိုလည်းစောင့်မျှော်ကြည့်ရှုကြပါလို့ကျွန်တော်ပြောပြရစီခမရအဆုံးထိကြည့်ပြီးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ခမရ